မြန်မာနိုင်ငံတဝမ်းမှာရှိုးရွားလာတဲ့စီးပလိပခတွေကြာမြေမြုံမိုင်းနဲ့တခြားပေါက်ကွဲစေတတဲ့စစ်ကြံလက်နက်ပစ္စည်းတွေဟာနိုင်ငံတဝမ်းကကလေးငယ်တွေအတွက်လုံခြုံတဲ့နေရာတွေနှဲပါလာတယ်လို့ကုလသမဂ္ဂကလေးများရန်မုံငွေဖွဲ့ UNICEF မြန်မာကပြောပါတယ်2024ခုနှစ်တနစ်ထဲမှာပဲ UNICEF မြန်မာရဲ့ဖော်ပြချက်အရကလေးငယ်250ဦးဟာမြေမြုံမိုင်းနဲ့တခြားပေါက်ကွဲစေတတဲ့လက်နက်ပစ္စည်းတွေကြောင့်သေဆုံးဒဏ်ရာရရှိခဲ့ကြပြီး ဒီကိန်းကနန်းတွေဟာကမ္ဘာပေါ်မှာအများဆုံးပမာဏဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်2025ဒီနှစ်ပိုင်းကြားတွေမှာလည်းမြေမြိုင်းမိုင်းနဲ့တခြားပေါက်ကွဲစိတ်တဲ့ပစ္စည်းတွေကြောင့်အရသာတည်ဆုံးဒဏ်ရာရမှုတွေနိုင်ငံတော်မှာဆက်လက်မြင်တွေ့နေရပါတယ်။ကချင်ပြည်နယ်အတွင်းမှာလည်းမြေမြိုင်းမိုင်းနဲ့စစ်ကြံလက်နက်တွေကြောင့်ဒေသခံအရသာတွေပါဝင်အထူးသဖြင့်ကလေးငယ်တွေဟာ နေရမရွေးအတက်အအနေကိုရင်ဆိုင်နေရတယ်လို့စစ်ကြံလက်နက်ဆိုင်ရာအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကချင်လူခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ KHW ကပြောပါတယ်ဒီစီကနေပြန်ကြားရတဲ့ဟာပေါ့နော်ဒီကလေးတွေနဲ့အကြောင်းကအဲဆရာသမားတွေရဲ့ပြောကြားချက်အရကလေးတွေက မနစ်ကပေါ့နော်အာဒီကလေးတယောက်ကတဲ့လက်ပစ်ဘုံနှလုံးယူလာခဲ့တယ်တဲ့ ဆိုချောင်းကိုပေါ့နော်ဆိုတော့ဒါမျိုးကိတ်စီတော့အာဒါလက်ပစ်ပုံဆိုတဲ့နေရာမှာမိုင်းတွေကအဲဟိုတက်တန်းပုံဆုံးနေဆိုတာမရှိဘူးပေါ့နော်အချိန်မရွေးပောက်ကွဲနိုင်တယ်သူကအချိန်ကာလကြာလာတဲ့အမြ၊သူ့ရဲ့တိတ်တီးဆကပုံများပြီးတော့ပောက်ကွဲနိုင်တယ်ပေါ့နော်ချစ်ချင်းအခုချိန်မှာမကောက်မကွဲနိုင်ပေမဲ့လည်းဒီဟာနဲ့ပတ်သက်ပြီးတော့သူကအဲ မဘယ်လိုပြောမလဲအချိန်မရွေးပောက်ကွဲနိုင်တဲ့ steady ရှိတယ်ပေါ့နော်ဆိုတော့ဒါကိုအခုကျမတို့ပြောပြတဲ့အချိန်မှာကလေးတွေကအော်အဲ့တုန်းကအဲ့ကလေးနှစ်ယောက်ကလက်ပြဘုံနှလုံးယူခဲ့ရပေါ့နော်ဘလောက်တောင်မှကျမတို့လေဟိုကြားရဲ့ချင်းမှာပေါ့နော်တော်တော် shock ရတယ်ပေါ့နော်ဆိုတော့အခုဒီဒီလိုမျိုးလာပြောပြတဲ့အတွက်ပေါ့နော်တို့အနေနဲ့အများကြီးဟိုတတိထားစရာဖြစ်သွားတယ်ပေါ့နော်ကချင်လူခွင့်ရေးစောင့်ကြည့်တဲ့ဖွဲ့ KHRW ကကချင်ပြည်နယ်အတွင်းကမြို့နယ်တချို့မှာ လေးငယ်တွေနဲ့အရက်သားတွေရဲ့မြေမြူမိုင်းနဲ့တခြားပေါက်ကွဲစီတက်တဲ့ပစ္စည်းတွေရဲ့အန်ဒီယယ်တွေနဲ့ပတ်သက်ပြီးတော့အသိပညာပေးလုပ်ငန်းတွေလှုပ်ဆောင်နေတာလို့သိရပါတယ်။မြေမြူမိုင်းနဲ့တခြားပေါက်ကွဲစီတက်တဲ့ပစ္စည်းတွေဟာတောက်ပပြီးကစားစရာပစ္စည်းဒါမှမဟုတ်ဘောလုံးပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်။ပုံစံတရံအမျိုးမျိုးနဲ့ဖန်တီးထားတာကြောင့်ကလင်းငယ်တွေအတွက်စိတ်ဝင်စားစရာဖြစ်စီပြီးတော့အနေအလွန်ရှိပါတယ်။အရေးကြီးတာကတော့ကလေးတွေကိုမိမိပတ်ဝန်းကျင်မှာကိုမြင်နေကြတွေ့နေကြမဟုတ် ထူးခြားတဲ့ပစ္စည်းတစ်ခုခုကိုတွေးခဲ့မှဆိုရင်လည်းထိတာကင်တာမလုပ်ဖို့အမြဲတတိပေးသင်ပေးဖို့လိုပါတယ်ကလေးတွေကိုအနေရရှိတယ်လို့တည်ထားတဲ့နေရာတွေကိုလည်းမသွားခိုင်းပါနဲ့အထူးသဖြင့်တော့ကလေးတဘာဝရှော့ကစားတဲ့အခြေအနေတွေမှာမြေမြူမိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်ကိုအချိန်မရွေးကြုံတွေ့နိုင်ပါတယ်။ရဲကျွန်တော်တို့ဆီမှာကမိုင်းတွေကအုံပြူနေတဲ့မိုင်းတွေပေါ့နော်။ဒီအဲလက်နက်ကင်တွေတုံးတဲ့အဲ စကားစတဲ့တုံးတဲ့မိုင်းတွေကနင်းမိုင်းရှိတယ်ပေါ့เนาะမြေမြုပ်မိုင်းရှိတယ်ရင်ဖြတ်မိုင်းရှိတယ်တိုက်မိုင်းဆိုတာရှိတယ်အာပြီးရင်စိန်စိန်ပြောင်းကြီးဆိုတော့မော်တာကြီးပေါ့เนาะအဲ့လိုမျိုးရှိတယ်လက်လုတ်မိုင်းတွေရှိဝါယာကြိုးတွေနဲ့လीเนาะဆိုတော့ဒါမျိုးတွေရှိတော့အာကျမတို့မိုင်းတွေတော့အမျိုးအစားအမျိုးမျိုးရှိတယ်ပြီးလို့ရှိရင်အဲဒီမိုင်းတွေကအခုနောက်ပိုင်းဆိုရင် ကျမတို့က ရွာတွေခုနပြောတဲ့လမ်းတွေမှာပဲမဟုတ်တော့ဘူးမြို့ရွာတွေမှာလည်းမြင်တွေ့လာနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုရင် ကိုမတင်ကြတဲ့ပစ္စည်းတွေဆိုရင်ပေါ့နော်ဟိုခြေထောက်နဲ့ကန္နာတို့ဟိုတုတ်တွေနဲ့ထိုးကြည့်တာတို့ပစ်ကြည့်တာတို့မလုပ်ဖို့ပေါ့နော်ဒါဟိုအာပြောချင်ပါလေအာပြီးလို့ရှိရင်ကိုမတင်ကြဘူးဆိုရင်အဲဒီဟာနဲ့ပတ်သက်ပြီးတော့ကိုအာကိုလာတဲ့လမ်းအတိုင်းကိုနောက်ဆုတ်ပြန်ပါပေါ့နော်အာတဆိုင်ရာ အဲကိုဒီဟာနဲ့ပတ်သက်ပြီးတော့အဖြေရှင်းပေးနိုင်တဲ့အလူတွေနဲ့အဲကျမတို့ဆွေးနွေးပါပြောပါပေါ့နော်ပြီးလို့ရှိရင် sign တစ်ခုခုကိုအမနီမဝေးမှာထားခဲ့ပါပေါ့နော်ဒါဆိုရင်နောက်တစ်ယောက်လာလို့ရှိရင်အဲဒါနဲ့ပတ်သက်ပြီးတော့အအတိ ရပါပေါ့เนาะတတိထားလို့ရပါပေါ့ဒါမျိုးတွေရှိပါတယ်လို့အဲပြီးလို့ရှိရင်အဲကျွန်တော်တို့ဒီကလေးတွေပေါ့เนาะကိုယ့်ရဲ့ကလေးတွေကိုလည်းဒီလက်မိုင်းနဲ့ပတ်သက်ပြီးတော့အာအတိပညာပေးဖို့ဟိုလိုအပ်လာပြီပေါ့เนาะမြေဥမိုင်းနဲ့ပောက်ကွဲကြည့်တတ်တဲ့ပစ္စည်းတွေရဲ့ပုံစံဟာအရွယ်အစားအယောင်တရံမျိုးစုံရှိပြီးအရင်ကလိုလမ်းဘေးတွေနဲ့တောင်တန်းတွေထဲမှာမကပဲ ညရွာဒီမှာပါစိုးရင်ပွဲတွေ့လာရတယ်လို့ရှမဆိုင်းမန်ကပြောပါတယ်။ဒါပြင်ကချင်ပြည်နယ်တဝမ်းကြီးမားလာတဲ့ပလီပခါတွေအကြားဒီရကနေဟာဘေးလူရတောတောင်တွေနဲ့ဆိတ်ရှောင်းစခန်းတွေမှာရွှေပြောင်းနေထိုင်နေကြပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ2025ဇွန်လအထိစစ်ဘေးရှောင်ဥယျာဉ်နဲ့သိမ်းကျော်ရှိနိုင်တယ်လို့ UNHCR ကထုတ်ပြန်ထားပါတယ်။ဒီစစ်ဘေးရှောင်တွေဟာမိမိဒီရကို နေရပြောင်းခြင်းပေမဲ့လည်းနေထိုင်ရာအိုးအိမ်မဲ့သွားတာ အလုတ်ကင်ခွင်လန်းမရှိတာအပြင်မြေမြိုင်းမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေအနေအကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။တစ်ဖက်မှာတိုက်ပွဲအတွင်းနေထိုင်ကြတဲ့ဒေသခံတွေဟာလည်းအသက်အန္တရာယ်လုံခြုံမှုမရှိတာအပြင်လမ်းပန်းဆက်တွေတွေပြတ်တောက်တာကုန်စည်နှုန်းကြီးမြင့်တာအင်တာနက်နဲ့ဖုန်းလိုင်းတွေဖြတ်တောက်ခံရတာစတဲ့စိန်ခေါ်မှုတွေလည်းရှိနေပြန်ပါတယ်။ဒါပြင်မြေမြိုင်းမိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အန္တရာယ်ဟာ ကချင်ပြည်နယ်တစ်ခုတည်းမှာမဟုတ်ပဲနိုင်ငံတော်ကပြည်နယ်နဲ့တိုင်းဒေသကြီးအလုံးနီးပါးမှာ ပြန့်နှံ့နေပြီးတော့ကလေးတွေအတွက်အလွန်ကြီးမားတဲ့အန္တရာယ်တွေဖြစ်လာစေတယ်လို့စစ်တမ်းတွေကဖော်ပြနေပါတယ်ခင်ဗျာ